လာမယ့်ပိုင်းတွင်ဗီနီဇွဲလားကိုအမေရိကန်စစ်တပ်ကဝင်ရောက်တိုက်ပွဲရှိနေပါတယ်။အမေရိကန်သမ္မတထရန့်ဟာကာရေဘီယံပင်လယ်မှာမူရင်းမော်ကိုကိုင်းတွေကိုနှိမ်နီးလုံနေရမှာအခုအဲ့ဒီကာရေဘီယံပင်လယ်ရံကုန်မှာ Operation Southern Spear ဆိုတဲ့စစ်တင်ရေးစတင်လိုက်ပြီးလို့နိုင်ငံကြဲဝင်ကြီးမှာကိုရီဘီယိုကထုတ်ပြန်ကြေညာပါတယ်။ပြစ်မှတ်ထားနေတဲ့ဗီနီဇွဲလားနိုင်ငံကိုလိုမိုင်းအီဂျပန်တို့ဝင်ရောက်တိုက်ခိုက်ဖို့အမိန့်ပေးတော့မယ်လို့ယုံကြည်နေပါတယ်။ အမီရောဘရိတ်ကန်ကောင်ဝေးဒီပီဟာဆာပြည်တွင်းစီးပွားရေးမြောက်ဖွဲ့ဥက္ကရာဘူတုတ်တန်ကန်ဒီလိုဆွနေပြီးဗင်နီဇူလာနိုင်ငံတွင်မြေပြင်တိုက်ပွဲတွေပေါ်ဆောင်မှုပါစစ်ပစ်စင်ရည်တွေကိုချမှတ်ခဲ့တယ်လို့ CBS မြို့ကဖော်ပြပါတယ်ဒီစစ်စင်ရည်စတင်လာကြတော့မကုန်ဘီယိုကလူမှုကွန်ရက်မှာကြီးညာစေဆယ်စုနှစ်များစွာအသုံးပြုခဲ့တဲ့သူစစ်ပွဲများကိုလည်းဆင်နွှဲခြင်းမရှိခဲ့တဲ့အတွက်တိမ်မြုပ်ပျောက်ကွယ်နေတဲ့ American စစ်ပွဲကြီးဌာနဆိုတဲ့စကလုံးပြန်လည်ပေါ်ဝင်လာပါတယ်သမ္မတထရန့်ဟာဗင်နီဇူလာကို ကိုယ်နဲ့မဝင်ဘောမိတ်ပေးမဲ့ဆုံးဖြတ်ချက်ခုချိန်ထိမချသေးပေမဲ့စိတ်အားလုံးကြီးအောင်တောင်ပိုင်းတိုင်းရေတပ်ဌာနချုပ်ကိုပို့ထားပြီးဒီစစ်စင်စပြီဆိုရင်ရပိုင်းတွင်ဗီနီဇွဲလားနိုင်ငံတွင်ဝင်တိုက်ဖို့စီစဉ်ကြီးလာဖြစ်တယ်လို့စစ်ဘက်ကကြွင်ကျင်သူတွေကထေချာပေါက်ဆုံးကြည့်နေပါတယ်ဗီနီဇွဲလားကတော့တထိုက်တိတ်ကလန့်လန့်ဖြစ်နေပါတယ်ပြီးခဲ့တဲ့ရပိုင်းကအမေရိကန်ဟာဗီနီဇွဲလားကလည်းမှာမူရင်းလေလိုယုံကြည်ရတဲ့လေတွေကိုပြစ်ခတ်ဖောက်ခွဲရလူလူတီးပြီးတော့ ဒီလိုမျိုးတိုက်ခိုက်တာဟာနှစ်လနဲ့20ကြိမ်ရောဖြစ်ပြီးလူပေါင်း80ကျော်သေဆုံးပြီဖြစ်ပါတယ်။ဒါကြောင့် American ကိုစစ်စစ်မပြတ်ထောက်ခံနေတဲ့ G7 လို့ဖွဲ့စည်းကတော့မှ American လုံးရက်ကိုဝေဖန်ပါတယ်။ American ကဘာကြီးဆုံးလေးနဲ့သင်္ဘောကြီး US Draft ဟာလည်း Caribbean ပင်လယ်ပြင်မှာရှိတဲ့ American တောင်ပိုင်းနိုင်ငံရေတပ်ဌာနချုပ်ရှီယာစီခုံမောင်းလာနေပြီဖြစ်ပြီးတော့ Venezuela ကရုဏာကိုရောက်ရှိတော့မှဖြစ်တယ်လို့တိုက်သင်္ဘောတွေစစ်လင်ကြီးတွေ F35 fighter ဂျက်လက်ယာဉ်များဆိုလဲဗင်နီဇူလာကမ်းလွတ်ပင်လယ်ပြင်အောင်အသင်းရောက်ရှိနေပြီဆိုရမှာပါဒီကနေ့ရပိုင်းကမိုးရိပ်မောက်ခိုးပိုင်းကိုနောက်ွယ်မှာကျိုးကန်နေသူတို့အမေရိကန်ကဆွဆွထားပြီးစုငွေနဲ့ဒေါ်လာအသန်း90ထုတ်ထားတဲ့မာဒူရိုဟာနှစ်ပေါင်းများစွာအတွင်းအကြိမ်တစ်ခါမှမလုပ်ဘူးတဲ့စစ်အင်အားနှစ်သိန်းပေါင်နဲ့တနင်္ဂနွေလောက်တိုင်းတာစီရေးလေးချင်မှုကြီးကိုလှုပ်ဆောင်ခဲ့ပါတယ်ဗင်နီဇူလာကကြီးရေးလေးတက်အားလုံးကိုလေးချင်မှုတွေလုပ်နေပြီး မေဂန်လာတရင်တော့ကျညာခံတွန်းလှန်သွားမယ်လို့ကြေညာပါတယ်ကိုလံဘီယာကလည်းဗီနီဇွဲလာပေါ်မေဂန်ရဲ့အနိုင်ကျင့်နေတာကိုလုံးဝလက်မခံနိုင်ပဲမေဂန်နဲ့ထောင်လိုင်းချက်လက်ဖလှယ်မှုကိုရပ်ဆန်းကြောင်းကြေညာပါတယ်ရုရှားကလည်းအခုလိုမျိုးကာရေဘီယံပင်လယ်ပြင်မှာမေဂန်ကဗီနီဇွဲလာကိုပြုချင်နေတဲ့အရာအလုံးကိုစောင့်ကြည့်နေတယ်လို့ပြောပါတယ် International Crisis Group မှာစီးရီးသူတွေတွေကတော့မူရင်းပေါ်ခုလိုလေတွေကိုပြစ်ခတ်ဖောက်ခွဲနေမှုအတွက် USS Trafford Lady တမောကြီးဟာဘာအကြောင်းပြချက်မှမလိုအကြောင်းစစ်ပွဲကြီးစီစဉ်နေခြင်းဖြစ်တာကိုအတိုင်းအတာမြင်တွေ့ရကြောင်း AP သတင်းဌာနကပြောပါတယ်။ရုရှားဟာသူတို့ဘက်ကနေရှက်ရှက်ပူပါဝင်တိုက်ပေးခဲ့တဲ့မြောက်ကိုရီးယားစစ်သည်ရဲ့တပ်ပုံကိုချပြလာပါတယ်။ရုရှား Ukraine စစ်ပွဲစတင်ပြီးနည်းနည်း6လကြာမှာယမန်နဲ့အော်ဂိုလာမှာ Ukraine စစ်တပ်ဟာသူတို့နဲ့နယ်နိမိတ်ချင်းဆက်နေတဲ့ရုရှားနိုင်ငံကတ်စတေတာကိုဝင်ရောက်သိမ်းလိုက်ပါတယ်။ဒီကတ်စတေတာကိုဆက်နေတဲ့ခိုင်စင်ရုရှားစစ်တပ်ဟာအင်အားတွေကိုဖြန့်ကျက်ချထားလို့ အစပိုင်းမှာတေချာမခုခံနိုင်ပဲလက်လွတ်ပေးခဲ့ရပါတယ်အဲ့တော့တမန်ထိုးစစ်စင်တွေမှာရုရှားဟာသူတို့ရဲ့စစ်သည်များနဲ့မဟုတ်ပဲမြောက်ကိုရီးယားစစ်သည်တွေပါတုံးခဲ့ပါတယ်။တောင်ကိုရီးယားထောက်လိုင်းသတင်းချနယ်ကမြောက်ကိုရီးယားဘက်မှတက်သားတပေါင်းမထောင်ကိုရုရှားထံဆေးလွတ်ခဲ့ကြောင်းသိရပါတယ်။ဒီအင်အားဟာရုရှားအနေနဲ့ကော့စ်ဒေတာကိုတမန်စစ်စင်ရမှာအလုံးသုံးခဲ့ပါတယ်။ ယူကရိန်းဘက်ကတင်းနေရရုရှားကော့စ်တွေသာတံပြန်ထိုးစစ်မှာမြောက်ကိုရီးယားစစ်သည်4500ကျော်သေဆုံးခဲ့ပါတယ်။ရုရှားဟာဒီမြောက်ကိုရီးယားစစ်သည်အများပြားနဲ့မြောက်ကိုရီးယားထောက်ပယ်ထင်းတုံးစနစ်တွေပါတုံးပြီးယူကရိန်းကိုတံပြန်ထိုးစစ်ဆင်ခဲ့တာပါ။အခုနှစ်အပြီးတော့ရုရှားတပ်တွေကကော့စ်ဒေသကိုအလုံးစုံပြန်ထိန်းချုပ်နိုင်ပြီးခုခံနေမြရှင်းလင်းရေးကိုပြုလုပ်နေဆဲဖြစ်ပါတယ်။ပြည်သူ့ယူကရိန်းစစ်တပ်ကထောင်ခဲ့တဲ့မိုင်းတွေကိုရှင်းလင်းရမှာမြောက်ကိုရီးယားစစ်သားတွေကိုအဓိကတုံးနေပါတယ်။ ရုရှားစစ်တပ်ထုတ်ပြန်ကြေညာကားစီတာတမျက်ထိုးစစ်မှာအလွန်တာဝန်ကျေပွန်တဲ့မြောက်ကိုရီးယားစစ်သည်တွေကိုမိုင်းရှင်းလင်းတဲ့နယ်နဲ့ပို့ချထားပြီးစတင်လှုပ်ဆောင်နေပြီလို့ဆိုပါတယ်ရုရှားစစ်တပ်ဟာမြောက်ကိုရီးယားစစ်သည်တွေကိုတင်းနှံပေးဝင်မကဘဲနောက်ဆုံးထွက်မိုင်းရှင်းလင်းဦးဆောင်မှုကိုပါထောက်ပံ့ပေးထားခဲ့တယ်လို့သိရပါတယ်ရုရှားသမ္မတပူတင်ပြောခွင့်ရပုဂ္ဂိုလ်ဒီမီထရီပက်စကော့ကတော့မြေမြမရှင်းလင်းရေးလာလုပ်ပေးနေတဲ့မြောက်ကိုရီးယားစစ်သည်တွေရဲ့ကျေးဇူးဟာအင်မတန်ကြီးမားပါတယ်လို့ပြောပါတယ် ကားဆွေသားမြေမြမရှင်လေးရဲ့လုပ်ပေးနေတဲ့မြောက်ကိုရီးယားတပ်သားတွေကိုအလွန်တရာကျေးဇူးတင်ပြီးအစွမ်းကုန်ထောက်ပံ့သွားမယ်လို့ရုရှားဘက်ကပြောပါတယ်။သူတို့ဟာကားဒေတာခဏိတာမကရုရှားတိုင်းငံလုံးကအလွန်တမိုးထားရတဲ့သူတွေဖြစ်ပါတယ်လို့သူကဆိုပါတယ်။ကားပြည်နယ်မှာမရှင်လေးလို့ရောင်းနေတဲ့မြောက်ကိုရီးယားတက်နေပတ်သက်လို့ရုရှားသတင်းတော်တွေရဲ့မေကိုဒီမီထရီဘက်စကော့ကဖြေကြားသွားတာဖြစ်ပါတယ်။မြောက်ကိုရီးယားစစ်တပ်ဟာကားဒေတာလွတ်မြောက်ရေးအတွက်ကွန်ပျူတာပေါ်ဝင်ပေးခဲ့ရမကဒေတာတွေ ျန်နေတဲ့မြေမျိုးမိုင်းတွေကိုပါ ကိုကျိုးမင်းရဲ့လာရောက်ရှင်းလင်းပေးနေတယ်ဆိုပါတယ်မြောက်ကိုရီးယားကောင်းဆောင်ရဲ့ဦးဆောင်မှုနဲ့မြောက်ကိုရီးယားတရရဲ့ကူညီပေးမှုဟာရုရှားပြည်သူတွေအနေနဲ့အမြဲတမ်းသတိရမယ့်အရာတွေပါလို့ဒီမီထရီပက်စကော့ကပြောသွားပါတယ်ဂျပန်နဲ့တရုတ်ကြားထဲမှာစီးရဲတက်မှမှုတွေအဆမတန်မြင့်တက်နေပြီးဂျပန်ကိုလုံးဝခီးမသွားဖို့တရုတ်စိုးရကသူ့နိုင်ငံသားတွေကိုတတိပေးခဲ့ပါတယ်။ထိုင်ဝမ်ကိုတရုတ်ကအင်အားသုံးတိုက်ခိုက်ရင်စီးရဲ ဝင်ရောက်မယ်ဆိုပြီးတော့ဂျပန်ဝန်ကြီးချုပ်ဆန်နေတာကေအီရှိကပါလီမန်မှာပြောဆိုခဲ့ပြီးနောက်ဂျပန်နဲ့တရုတ်နှစ်နိုင်ငံတတ်မှတ်ရေးရညင်ပေါ်မှုမြစ်တက်ခဲ့ပါတယ်ဂျပန်နိုင်ငံကြီးတရုတ်သံရုံးရဲ့ WhatsApp post မှာမကြာသေးမီကဂျပန်ခေါင်းဆောင်တွေဟာထိုင်ဝမ်နဲ့ပတ်သက်ပြီးခင်းနရှားရင်စားတဲ့မက်ချ်ပေးခဲ့ရာပြည်သူလူထုချင်းဆက်ဆံရေးအတွက်အခြေအနေကြီးကြပ်ထိခိုက်စေပြီလို့ရေးထားပါတယ်ဒီအခြေအနေဟာဂျပန်ရှိတရုတ်နိုင်ငံသားတွေရဲ့ဘေးကင်းရေးနဲ့အသက်အန္တရာယ်အတွက်သိသာထင်ရှားတဲ့အန္တရာယ်ပဲလို့ဆိုပါတယ် တရုတ်နိုင်ငံဂျာယီဝန်ကြီးဌာနနဲ့ဂျပန်ရှိတရုတ်နိုင်ငံနဲ့ကောင်စုံယုံနေဟာတရုတ်နိုင်ငံသားတွေအနေနဲ့ထောင်အထူးပြုပြုဖို့ post တွေပါတင်ခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံသားတွေဂျပန်ကိုလုံးဝမတော်ဖို့အစိုးရကသတိပေးပြီးနောက်တရုတ်လေကြောင်းလိုင်းတွေကလည်းငွေပြန်အန်နေပါတယ်။ဂျပန်ဝန်ကြီးချုပ်ရဲ့ထံဝန်ပေါ်မှာချက်ကြောင့်နိုင်ငံသားတွေရေးတင်းမှမမြတ်တက်ခဲ့ပါလေ။အဲ့တော့တရုတ်စုရကနိုင်ငံသားတွေကိုဂျပန်ကိုခီးသွားတာရှောင်ရှားဖို့တည်ပေးတဲ့အတွက် တရုတ်ရဲ့အကြီးဆုံးလေကြောင်းလိုင်းတွေကလည်းဂျပန်ခီးစစ်လက်မှတ်ကနေအပြေအဝပြန်အမ်းပေးမယ်လို့ကြေညာပါတယ်။ Air China, China Southern နဲ့ China Eastern လေကြောင်းလိုင်းသုံးခုလုံးကတိကျထုတ်ပြန်ချက်တွေထုတ်ပြန်နေ။အဲဒီထုတ်ပြန်ချက်မှာစနေနေ့ကနေဒီဇင်ဘာ30ရက်အတွင်းဂျပန်ကိုပြန်သမှုလက်မှတ်ဝယ်ထားသူတွေဟာလက်မှတ်ပေါ်ခမ်းမဲ့ပြန်အမ်းယူနိုင်မယ်။ဒါမှမဟုတ်ခီးစဉ်ပြောင်းလဲနိုင်မယ်လို့ဖော်ပြပါတယ်။တရုတ်ကသူတို့ပိုင်တယ်လို့ခိုင်မာပြောနေတဲ့ထိုင်ဝမ်နဲ့ပတ်သက်ပြီးဂျပန်ကိုကြီးကြပ်ရဲ့မှတ်ချက်တွေပေါ်တရုတ်ဆူရကတော်သားထားပါတယ်။ ။ဒါကြောင့်တရုတ်နိုင်ငံသားတွေကိုဂျပန်ကိုတွားရောက်လည်ပဲခွင့်ရှောင်ရှားဖို့တတိပေးပါလိမ့်။ဂျပန်ကတရုတ်တမ်းမကြီးကိုတောက်တန်းနေမှာစစ်ခေါ်ခဲ့တာဟာတပတ်ကြာဖြစ်နေတဲ့ပြန်လည်စကားစစ်ထုတ်မှုရဲ့နောက်ဆက်တွဲဖြစ်ပါလိမ့်။ဒီလိုစစ်ခေါ်ခဲ့ရခြင်းကတရုတ်ထိုင်ရင်တန်မန်တို့ကဂျပန်ဝန်ကြီးချုပ်ကိုအွန်လိုင်းမှာ post တင်တာကောက်ကောက်ဖို့ဖြစ်ပါလိမ့်။တရုတ်နဲ့တန်မန်ကြီးကညှိပေါ်မှုစတင်ခဲ့တာပြီးခဲ့တဲ့သတင်းပတ်ကဖြစ်ပါလိမ့်။တရုတ်ကထိုင်ဝမ်ကိုတိုက်ခိုက်ခြင်းဟာရှင်သန်မှုကိုချိန်ချောက်တဲ့အခြေအနေဖြစ်နိုင်ပြီးဂျပန်ရဲ့စီးရီးယား တုံ့ပြန်မှုကိုပါဖြစ်ပေါ်လာနိုင်စေတယ်လို့ဂျပန်ကတရုတ်ကိုပျော်ပျော်လေးနဲ့သတိပေးလာတာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံမှာသမရနဲ့အတူ စစ်တပ်အကြီးအကဲကိုပါရာသပန်ပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ပေးတယ်လို့ထုတ်ချရာထုတ်ပြန်ပါတယ်။စစ်တပ်အကြီးအကဲကိုရာသပန်ပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုဖို့ပါကစ္စတန်လွှတ်တော်ကမဲခွဲအတည်ပြုခဲ့တာဖြစ်ပါတယ်။ပါကစ္စတန်မှာစစ်တပ်ဟာဩဇာအကြီးဆုံးဖွဲ့စည်းဖြစ်ပြီးနိုင်ငံရေးမူဝါဒတွေပေါ်မှာလည်းခြေလှယ်နိုင်စွမ်းကြီးကြီးမားမားရှိပါတယ်။ ခုတရင်ဘက်မှာဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုအစိုးရချက်ကိုလွှတ်တော်ကမဲပေးဆုံးဖြတ်ခဲ့ပြီးစစ်တပ်အခြေခံအစင်မူနာအတွက်နောက်ထပ်လုံပန်ခွင့်ပါဝါအသက်အနှင်းလိုက်တဲ့အပြင်ယာသပံပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုပါပြဋ္ဌာန်းတည်ပြုပေးတာပါလွှတ်တော်ရဲ့တည်ပြုချက်အရဒီစိုးစည်းချက်ဟာသူ့အသက်ရှင်သမျှကာလပတ်လုံးဖမ်းဆီးတာတရားစွဲဆိုတာတွေကိုဘယ်တော့မှခံရမှာမဟုတ်ပါဘူးတဖက်မှာဒီကိစ္စဟာအာဏာရှင်လမ်းစစ်ပြီးပြီး ဒါဟာဘာကိုဥတည်နေလဲဆိုတာဝေဖန်မှုတွေထွက်နေပါလိမ့်ဖွဲ့စည်းပုံချင်းငယ်ဥပဒေရဲ့ပြင်ဆင်သတ်မှတ်ချက်အရပါကစ္စတန်ရဲ့တရားစီရင်ရေးကဏ္ဍမှာ ကြီးမားတဲ့မူဝါဒအပြောင်းလဲတွေရှိလာတော့မှာပါဖွဲ့စည်းပုံဥပဒေပြင်ဆင်မှုထောက်ခံသူတွေကဒီသတ်မှတ်ချက်ကြောင့်စစ်တပ်ရဲ့ဖွဲ့စည်းပုံနဲ့လောက်ပံ့ခွင့်တွေမှာပုံမှန်ရှင်းလင်းပြသတည်ကြတဲ့အခြေအနေကိုထောက်ပံ့ပေးနိုင်ပြီးမလိုလားအပ်တဲ့တရားရေးအရှုပ်ထွေးတွေရှောက်ကွင်းနိုင်မယ်လို့ပြောပါတယ် နျူကလ িয়ার နဲ့ပတ်နေပါကစ္စတန်ရဲ့နိုင်ငံရေးနယ်ပယ်မှာတော့စစ်တပ်ဟာနောက်ကွယ်ကနေတိကချဲ့လက်တဲ့အင်အားစုဖြစ်နှစ်ပေါင်းများစွာရပ်တည်နေပါတယ်။ခါတလေမှာအဲ့ဒီအာဏာနဲ့လုပ်ပိုင်ခွင့်တည်မြဲဖို့အာဏာသိမ်းတာမျိုးတော့ရှိပါတယ်။ခုဥပဒေပြောင်းလဲကတော့ပါကစ္စတန်ဆိုတာအရက်သားနဲ့စစ်တပ်ပူးတွဲအုပ်ချုပ်တဲ့နိုင်ငံဆိုတာပူပြီးမြင်သာသွားစေတယ်လို့နိုင်ငံရေးကဲခတ်သူတွေကပြောပါတယ်။ပေါ်စီဘူရီကိုပြင်ဆင်ရမှာလက်ရှိသမ္မတဟာလည်းရာသပန်ပြမှုပြတဲ့ကင်းလုံခွင့်ကိုအရရှိခံစားရမယ်လို့သတ်မှတ်ပါတယ်။ အဲ့ဒီဆိုပြီးကျွန်တော်တို့ကအမတ်၃ဘုံနှမကထောက်ခံပေးပြီးအတည်ပြုပါလိမ့်နိုင်ငံချို့မှာဒီမိုကရေစီစနစ်နဲ့ညီရွေးကောက်တင်မြှောက်တဲ့သမ္မတတွေကိုရှားသက်ပံပြစ်ဒဏ်ကင်းလွတ်ခွင့်ပြုတာမျိုးရှိနေပြီဖြစ်ပေမဲ့သမ္မတနဲ့တန်းတူစစ်တပ်ကြီးကဲဘာခုလိုခွင့်ပြုပေးတာမျိုးတော့မရှိပါဘူးပေါ်စီဘုံချင်းအုပ်ရိပြင်ဆင်ချက်အရ2020ကလေးကပါကစ္စတန်ရဲ့စစ်တပ်ကြီးကဲဖြစ်တောင်းယူခဲ့တဲ့မူနာရဲ့လက်အောက်ကိုရေးတဲ့နဲ့လေတဲ့ရဲ့စီမံခန့်ခွဲခွင့်တွေပါရောက်ရှိတော်မှာပါတနည်းအားဖြင့်မူနာဟာ လက်ကင်တစ်ခွဲအားလုံးရဲ့အကြီးမှုဖြစ်လောဘကွယ်ပို့ပြီးတော့တိုးမြင့်ရရှိသွားမှာဖြစ်ပါလိမ့်။ MBA မင်းရဲ့တရုတ်ပြည်ခီးစဉ်ကိုသမိုင်းဝခီးစဉ်ဖြစ်တရုတ်သမ္မတရှိချင်းဖြစ်ကကော်စွန်နီခင်ပြီးပါကြိုးစုပါလိမ့်။လနိုင်ငံဆက်ဆံရေးတည်ထောင်တာနှစ်90ရှိတဲ့နောက်ပိုင်းထိုင်းပြည်တစ်ပါးအနေနဲ့ပထမဆုံးကြိမ်တရုတ်ပြည်ကိုလာရောက်တဲ့ခီးစဉ်ဖြစ်ပါတယ်။ ကောဇောင်းနဲ့ခင်မီကြိုဆိုခဲ့လို့တရုတ်ဟာအင်မီဂျင်ကောင်းဖြစ်စီးပွားရေးမှာလည်းအားထားတဲ့မိဖက်ဖြစ်ဖြားသားဖို့ခွင့်ရီးကိုပေကျင်းကအရယူခဲ့ပါတယ်။ဟိုထိုင်းပြည်မှာမဟာဝီဇီယာလောင်ကွန်နဲ့မိဖုရားစုတီတာတို့ရောက်ရှိလာတာရဲ့ခုတင်ပတ်ဆော်ပိုင်းစွန်ပြင်းဖီလစ်စစ်နဲ့မိဖုရားလီဒီဇီယာတို့လာရောက်ခဲ့တာရဲ့ဟိုတရုတ်မီဒီယာတွေကချစ်ချစ်ရဲ့ခီးစင်နေနဲ့အတူရှင်လွဲနေထိုင်မှုရလဒ်ဖြစ်ပုံဖော်ရေးသားပါတယ်။တရုတ်ဟာအားထားရတဲ့မိဖက်ဖြစ်ကြောင်းကိုလည်းတခြားနိုင်ငံတွေကိုအချက်ပြလိုက်တာဖြစ်လို့ ရေဂန်သမ္မတဒေါ်နယ်ထရန့်ရဲ့အခေါ်တိုးမြင့်သောခံမှုတွေကြောင့်စီးပွားရေးမတည်မငြိမ်ဖြစ်နေတဲ့အခြေအနေနဲ့လောဝါကိုစန့်ကျင်ဘက်ဖြစ်နေကြောင်းပေကျင်းအာဘော်သတင်းဌာနတွေကဆက်လက်ရေးသားပါတယ်။ထိုင်းပြည်မင်းပြည်ရဲ့အခုခီးစဉ်နဲ့ပတ်သက်ပြီးတရုတ်သမ္မတရှီကျင်းဖင်ကတော်တော်လေးကိုဝမ်းသာနေတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံနဲ့နီနီကကတိုးမြင့်ဆက်ဆံသွားမယ့်အကြောင်းရှီကျင်းဖင်ကကတိပြုတယ်လို့လည်းသိရပါတယ်။နိုင်ငံဟာမိသားစုတူဟဲဖြစ်ကြောင်းတရုတ်အနေနဲ့ထိုင်းနဲ့မဟာဗျူဟာပေါင်းစည်းမှုတိုးမြင့်သွားမှာဖြစ်တဲ့အကြောင်းရှီကျင်းဖင်ကပြောပါလိမ့် လောကရဲ့ကိုနေကြကနန်တက်ပြီးနောက်ပိုင်းပြပခီးစဉ်သွားခဲလာတဲ့ထိုင်းပြည်မဟာဝီဇယာလောင်ကုန်းဟာကုတရုတ်နိုင်ငံကိုသူ့ရဲ့တရားဝင်ပထမဆုံးခီးစဉ်အတွက်မိဖုရားစုတည်တာနဲ့အတူပေကျင်းမှရောက်နေတာဖြစ်ပါတယ်။တရုတ်ထားယထာလန်ဆက်သွယ်ပြင်ဉာဏ်ရည်တုနေပညာလေရင်အာကတယင်ဒုံးပြန်တိဆောက်မှုနေပညာ Digital စီးပွားရေးကဲ့သို့ level တွေမှာပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်မယ်လို့ရှီဂျင်းဖင်ကပြောပါတယ်။ ဘီယင်မဟာဝီဇာလောင်ကောင်းကတရုတ်ကိုနိုင်ငံတော်ခီးစဉ်ဖြင့်သူ့ရဲ့ပထမဆုံးအဓိကနိုင်ငံဖြစ်ရွေးချယ်တာကိုကြည့်မယ်ဆိုရင်ဒါဟာတရုတ်နဲ့ထိုင်းကြားဆက်ဆံရေးပေါ်သူ့ရဲ့လေထမှုကိုပြသနေတယ်လို့သမားရှိကပြောပါတယ်။ထိုင်းပြည်ကလည်းထိုင်းနဲ့တရုတ်ကြားဆက်ဆံရေးဟာညီနောင်ရေးချပူးပေါင်းဆောင်ရွက်မှုသာဖြစ်ကြောင်းနဲ့နယ်ပယ်အသီးသီးမှာအပြန်အလှန်ဖလှယ်မှုမြင့်နေပုံစံသွားရှိကြောင်းပြောပါတယ်။ခီးစဉ်တစ်ခုတွင်ထိုင်းပြည်နဲ့မြန်မာဟာ ဘုရားဖရာကျောင်းတစ်ခုနဲ့ပေကျင်းမှာရှိတဲ့လေကျောင်းနဲ့အဂတာဘ ਹੁ ဌာနကိုလည်းတွားရောက်လည်ပတ်မှာဖြစ်သလိုနိုင်ငံတော်အကြစာစားပွဲလည်းတက်ရောက်မယ်လို့သိရပါတယ်ထိုင်းနိုင်ငံဟာဆေးကလာတွင်မှာအမေရိကန်ရဲ့အဓိကမဟာမိတ်နိုင်ငံဖြစ်ပေမဲ့တရုတ်ဟာထိုင်းနိုင်ငံရဲ့အကြီးဆုံးကုန်သွယ်ဘက်ပါတနာဖြစ်သလိုစစ်ပစ္စည်းတွေရဲ့အရင်းမြစ်တစ်ခုလည်းဖြစ်ပါလေ။နိုင်ငံနိုင်ငံအားရေပုံရအဖြစ်တရုတ်နိုင်ငံသားတွေကိုပြစ်မှတ်ထားတဲ့နယ်စပ် area ကြားဖြတ်နေ တရားမွေလောက်ကစားကိုင်းအဖွဲ့တွေပေါ်လဲပူးတဲ့နှင်းနှင်းမှုမကြသေးခင်ကအရှိမြင့်ခဲ့ပါလိမ့်ပြီးခဲ့တဲ့နိုဝင်ဘာ၁၂ရက်နေ့ကလည်းအဓိကကြားဖြတ်လုပ်ငန်းနဲ့ဆက်ဆက်တယ်ဆိုတော့ကြားဖြတ်အကောင်းဆုံးဆိုသူတရုတ်နိုင်ငံသားရှီဂျီချန်းကိုထိုင်းကတရုတ်စီပြန်လည်လွှဲပြောင်းပေးခဲ့ပါလိမ့်အမေရိကန်နိုင်ငံမှာတဆင့်တန်အကျိုးစီးထုတ်လုပ်မှုရပ်ဆိုင်လိုက်ပြီးဖြစ်ပါတယ်အမေရိကန်ရဲ့နောက်ဆုံးတဆင့်တန်ငွေကြေးစီးတွေကိုနိုဝင်ဘာ၁၂ရက်နေ့ကသွန်းလုပ်ခဲ့ပါတယ် ခုတော့နှစ်ပေါင်း230ကျော်တက်တန်းတည်တံခဲ့တဲ့ကျွေစည်းရဲ့သမိုင်းကြောင့်ဟာပြီးဆုံးသွားပါပြီ။ငွေကျွေစည်းတွေကိုတရားဝင်သုံးဆမှုကဆက်လက်တည်ရှိနေမှာဖြစ်ပေမဲ့ပဲနေစည်းလို့ခေါ်တဲ့ကျွေစည်းတွေထမထုတ်တော့တဲ့အတွက်ကုန်စည်စင်းတို့တတ်မှတ်မှုတွေကိုကုန်ထုတ်စည်းဝေးလုပ်ငန်းတွေကပြန်လည်ပြင်ဆင်တတ်မှတ်ရပါပါ။ဒီကျွေစည်းတွေကရှာဖွေရခက်ခဲရှာမလာကြောင်းဈေးဆိုင်တွေကညှိနှိုင်းနေချိန်မှာသုံးလုံးမှုကိုရပ်တန့်လိုက်တာဖြစ်ပါလေ။ ဖီလာဒဲဗီးယားဒင်္ဂါသောဌာနကတော့စောတော့တဆင့်တန်ကြွေစည်းတွေကိုနိုဝင်ဘာ၁၂ရက်နေ့မှာထုတ်ဝေပေးခဲ့တဲ့နောက်၂၃နှစ်နှစ်ကြာလုပ်ငန်းကိုအဆုံးသတ်လိုက်ပြီးဖြစ်ပါတယ်။ကြွေစည်းထုတ်ဝေမှုကိုရပ်ဆိုင်လိုက်တာကအစိုးရအတွက်ဈေးစကားသက်တာစီလီမေတဲ့တမနာထရန့်ကပြောပါတယ်။အကြွေစည်းတွေတောလုံးမဲ့အစီတောလုံးမှုရပ်တက်မဲ့အစီအစဉ်ကိုကြီးညာတဲ့ဖေဖော်ဝါရီလတုန်းကအမေရိကန်တမနာထရန့်ကအကြွေစည်းတစ်စီးထုတ်တဲ့နိုင်ငံဘက်ကမှအရှုံးပြလက်ရှိကြောင်းမှတ်ချက်ပေးပူပါတယ်။ ပဲနီးစစ်ဒီမှာဗီဒီစစ်ကာလာအမေရိကန်သမ္မတအေဗရာဟန်လင်ကွန်ဘုံကိုဂုံပြုသွန်းလုပ်ပါတယ်။သူ့တထုကိုဂျင်းနီအုံမူသွန်းလုပ်ထားတဲ့အကျွေးစီးတွေရဲ့ထုံးလုံးစေးကမျက်မှောက်မှာ၄ဆင့်စာတော့ကြားသိပါတယ်။တနည်းအားဖြင့်အကျွေးစီးတစ်စီးထုတ်တိုင်းထုတ်တိုင်း၃ဆင့်ကအရှုံးပေါ်နေပါတယ်။ပဲနီးစစ်ဒီသွန်းလုပ်မှုကိုရတက်လိုက်ခြင်းကတနက်ဒေါ်လာ56သန်းလောက်တက်တာသွားလိုက်ပဲလို့အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကခန့်မှန်းထားပါတယ်။ ထောက်လုပ်မှုညှနာလိုက်ပေမဲ့ပဲလီစစ်ပေါင်းဘီလီယံ300လောက်ထိဈေးကွက်ထဲမှာလှည့်လွယ်သုံးစွနေစေဖြစ်ပြီးနောက်ပိုင်းမှာတော့တဖြည်းဖြည်းပျောက်ကွယ်သွားပါလိမ့်မယ်လို့အမေရိကန်ဗန်နာယီဝန်ကြီးဌာနကဆိုပါတယ်လိုအပ်တဲ့ပမာဏထက်အပိုရှယ်လိမ့်မယ်လို့ဝန်ကြီးဌာနကလည်းဆိုပါတယ်ဒါပေမဲ့လေးလောက်သူတွေကတော့အဲ့ဒီတည်းက60ခန်းလုံးလောက်ဟာပျက်စီးသွားတာဒါမှမဟုတ်အမေရိကန်နိုင်ငံကနေအများပြရဲ့ဝယ်ရုပ်စုမှုတွေရောက်နေတာကြောင့်တကယ်တမ်းဈေးကွက်ထဲမှာအတုံးချနေတာမျိုးမရှိဘူးလို့လည်းထောက်ပြပါဗျ။ တချို့အမေရိကန်ကနေအိမ်တွေမှာဆိုရင်ဒီပဲနစ်စီတွေကိုလည်းအလှဆင်တဲ့ကြမ်းခင်း floor တွေလည်းလုပ်ပါလိမ့်ပဲနစ်စီတွေကိုကြမ်းခင်းအပြည့်ခင်းတာဟာကြေပြားခင်းတာထက်ပိုပြီးတက်တာကြောင့်အဲဒီပဲနစ်စီတွေကိုကြမ်းခင်းအပြည့်ခင်းပြီးအပေါ်ကနေကော်ရီတစ်မျိုးကိုတောလောင်းတယ်လို့လည်းသိရပါလိမ့်ဒီလိုမျိုးအလှဆင်တဲ့အတွက်ကြောင့်လည်းပဲနစ်စီတွေကုန်ကျမှုကအမြောက်ပြားပြားရှိနေတာပဲဖြစ်ပါလိမ့် ကြားဖြန့်ခန်းကြီးတစ်ခုနဲ့ပတ်သက်တဲ့ဘေးဒင်းဆီယာမတ်နဲ့တမီကိုအော်စတြေးလျမှာရဲတပ်ခွဲကဖမ်းဆီးလိုက်ပါတယ်။ဘေးဒင်းဆီယာမတ်နဲ့တင်းအူရဖုန်းရွှေခါပေးဆီယာမတ်တမီနှစ်ယောက်ကိုဒေါ်လာတန်းချီလိမ်လည်နဲ့ကြားဖြန့်ခန်းနဲ့ဆက်ဆက်ပြီးအော်စတြေးလျရဲတပ်ခွဲကဖမ်းဆီးပါတယ်။သူတို့ကအော်စတြေးလျနိုင်ငံကိုရောက်နေပြီးကာကွယ်နေပါတဲ့ BNN နိုင်ငံသားတွေကိုအဓိကပြစ်မှတ်ထားလိမ့်ရှိပါတယ်။သူတို့ကပေါဝင်ပတ်သက်တဲ့ဒိန်လယ်မှုကြောင့် တင်လာခဲ့တဲ့ငွေပမာဏဟာအမေရိကန်ဒေါ်လာ46တန်နီးပါးလောက်ထိများပြားနိုင်တယ်လို့ဆွဆွခံရပါလိမ့်။စီနီမှာရှိတဲ့ဒိုဘာဟိုက်ကက်စင်ချေဘုံရောက်ကမှာနိုဝင်ဘာလ2ရက်နေ့ကအသက်53နှစ်ရွယ်မိခင်နဲ့25နှစ်ရွယ်သမီးဖြစ်သူကိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။လျော်လုံးဟာစမ်းသစ်တဲ့နေပညာကိုတကြွပြမြတ်သုံးပြီးလှုပ်ရှားတဲ့ကြားဖြန့်ကိုင်းတစ်ခုရဲ့အဆက်နွယ်တွေလို့ရဲတပ်ဖွဲ့ကပြောပါတယ်။ဗီဒီယိုဆီယမ်မဖြစ်တဲ့မိခင်ကသူ့ယုံတွဲထားတဲ့ပြစ်မှတ်တွေကိုချီးငွေတွေထုတ်ယူဖို့ခိုင်းစေပြီး သူ့တော့ဝေစုကိုခွဲယူထားပါတယ်သူကသူတို့ရဲ့အနာဂတ်မှာဘီလီယံတဦးစီကကုညီတွေရောက်ရှိလာတော့မယ်ဆိုတာအမြင်နေကြောင်းလဲစားပြောပါတယ်နိုမာစတန်နစ်မှာစီရီနီတရားဥပမာရုံးထုတ်ဖို့စီစဉ်ထားကြအောင်သူ့ကိုအာမခံခွင့်မပေးခဲ့ပဲတမိဖြစ်သူကိုတော့ရဲတဖွဲ့ကအာမခံနဲ့ပြန်လွှတ်ပေးပါတယ်ပြီးရင်ဖြစ်သူဗေဒီဆီယာမဟာမီယိုးမသားငွေကြေးရယူမှု ဒုစရကံတစ်ခုနဲ့ပတ်သက်၁၈ခုတွေပါဝင်စောချက်ပေါင်း39ခုနဲ့ရင်ဆိုင်နေရပါတယ်။သမီးဖြစ်သူကတော့ရာဇဝတ်မှုတွေမှာစည်စစ်မှုမရှိဘဲရောနှောပါဝင်ခဲ့တဲ့ဆိုတိုင်းဒုစရကံရဲ့အခြေဆက်ရှိတဲ့ဆိုတိုင်းရဲ့ပါဝင်စောချက်9ခုနဲ့တင်ခံရပါတယ်။သားမင်းရဲ့ဇင်ခိုင်ကိုရဲတွေကမနက်စောပိုင်းမှာဝင်ရောက်စီးနေတဲ့အခါငွေချေးဆိုင်ရာ mobile phone တွေတမိုးကြီးလက်ကင်အိတ်တွေ break dollar 6500လောက်တန်းနဲ့ရွှေကြောင်းတစ်ချောင်း casino chips ပြားတွေတင်စီရမိပါတယ်ရဲရီဆိုရမိခင်ဖြစ်သူဟာ베ရီဇမတ်တို့အနေနဲ့သူ့အတိုင်ဝန်ထဲမှာလူများလေးစားယုံကြည်တာကိုခံခဲ့ရပါတယ်တချို့ဆိုရင်ငွေကြေးပိုင်းဆိုင်ရာကိစ္စတွေအထိသူ့ကိုယုံကြည်ခြင်းနဲ့ရှင်ဖွင့်တိုင်ပင်ခဲ့ပါတယ်အဲ့ဒီကသူကငွေချီးကိုတိုက်တွန်းပြီးဘီလီယံတယောက်ကဒီဂျက်တဲ့ကုညီဖြစ်ရှင်ဖို့အနည်းနဲ့အမြန်ရောက်လာနိုင်မယ်လို့အာမခံပါလေ ပြီးတော့အကြံပေးကဝေစုများပြားလဲတောင်းလေရှိပါလိမ့်။ Australia ရဲ့ဖွဲ့အားဗီနီဆီယမ်နဲ့တမိဖြစ်တဲ့ American Dollar 10သန်းဝန်းကျင်လောက်ပိုင်ဆိုင်မှုတွေကိုသိမ်းပါလေ။မနစ်ကစတင်နဲ့ကြားဖြတ်နေနေစုံစမ်းမှုတွေသူတို့နဲ့ဆက်စတဲ့ငွေလေးကိုင်းစီက American Dollar 340ဝန်းကျင်လောက်တန်ဖိုးရှိတဲ့ငွေကြေးတွေသိမ်းဆီးထားပြီးဖြစ်ပါလေ။အဲ့ဒီကိန်းဟာတကယ်မရှိဘဲဈေးခံကားတွေကိုဝယ်ယူတဲ့ဆိုတာမျိုးမှတ်တမ်းအတုတွေပါဖန်တီးပြီးတော့ငွေကြေးခွာချမှုကျွလွန်ခဲ့တာပါ ပြီးတော့လူပုတ်ကိုလူချင်းစီကကိုရွေးချက်လက်တွေခိုးပြီးတော့မယိုးမသားချင်းွေဟိုင်းယူတဲ့ကိစ္စမှာတုံးခဲ့တယ်ဆိုပါလေ။အောင်ဆွေရဲ့ဖွဲ့ကတော့အဲ့ဒီဖွဲ့ဟာခေရှိပြည်သူလူလင်နေလို့မှတ်ချက်ပြပါလေ။နောက်ပြီးအချင်းပြတ်ဘန်ဝန်တန်းနေနဲ့ပူပေါင်းရင်နိုင်ငံရဲ့အထင်ကရဗန်ကြီးတွေကိုပါပြစ်မှတ်ထားလိမ့်နေတာတွေရှိပါတယ်။စီနီမာလီကိုင်းကဒေါ်လာ164သန်းလောက်ထိတန်ဖိုးရှိတဲ့အင်ချမ်ပြေပါဝင်ပိုင်ဆိုင်မှုတွေဝယ်ယူဖို့ခိုးယူထားတဲ့ကိုရီးချက်လက်တွေတော့ဝီချီကျန်ပါဝန်နဲ့တွေကဖြစ်မြောက်အောင ကူညီခဲ့တယ်လို့ဆိုပါတယ်ဒီကိန်းနဲ့ဆက်နွယ်တဲ့လူပေါင်းတရာစစ်ထမင်းကိုဖမ်းဆီးထားပြီးဖြစ်တယ်လို့နောက်ထပ်လည်းဂွင်းဆက်ပါဝင်သူတွေကိုဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ရှိတယ်လို့ရဲတပ်ဖွဲ့ကခန့်မှန်းထားပါတယ်